အားလုံးပဲမင်္ဂလာပါ Burmese Horror Story မှကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့ချင်းမိုင်မျိုးလေခေါင်ကတရေ၆တဲ့အချင်းထောင်ကြီးချင်းမိုင်မျိုးလေခေါင်မှာရှိတဲ့ဒီအချင်းထောင်ဟောင်းကိုသိပါသလား ဒီနေရာဟာတချိန်ကအကျဉ်းသားတွေရဲ့အော်ဟစ်တန်တွေငိုကြွေးတန်တွေနဲ့ပြည့်နှက်ခဲ့တဲ့နေရာတစ်ခုဒါပေမဲ့အခုတော့ဆွန့်ပစ်ခံထားရပြီးဒေတာခန့်တွေကဒီနေရာကိုတရေချောက်တဲ့ထောင်ဟောင်းလို့ခေါ်ကြပါတယ်။ညဘက်ဆိုရင်ထူးဆန်းတဲ့အတန်တွေလူရိပ်တွေတွေ့တယ်လို့ပြောကြပြီးဒီနေရာရဲ့နောက်ွယ်ကတမိုင်းကဘာလဲ။ဘာကြောင့်ဒီလောက်ကြောက်စရာကောင်းနေရတာလဲ။ကျွန်တော်တို့အတူတူစူးစမ်းကြည့်ကြရအောင်။တမိုင်းနောက်ခံ historical background ရှင်းမိုင်အကျဉ်းထောင်ဟောင်းကိုအများအားဖြင့် Chain Man Women's Correctional Institution လို့သိကြပါတယ်။ဒီအကျဉ်းထောင်ဟာရှင်းမိုင်မြို့ဟောင်း Old City ရဲ့အလယ်မှာတည်ရှိပြီးအနီးအနားမှာဖျားเจ้าတွေဈေးတွေဟိုတယ်တွေဝိုင်းရံထားပါတယ်။ဒီနေရာဟာမူလကဝင်းကဲဝွန်ဝင်းကဲယိုလို့ခေါ်တဲ့ဘုရင်မင်းကြီးမယ်ယိုင် Kingman Grey ရဲ့နန်းတော်ဟောင်းနေရာမှာတည်ဆောက်ခဲ့တာလို့ဆိုကြပါတယ်။1902ခုနှစ်မှာနန်းတော်ကိုဖျက်ဆီးပြီးအဲ့ဒီနေရာမှာအမျိုးသမီးအကျဉ်းထောင်ကိုစတင်တည်ဆောက်ခဲ့ပါတယ်။ ဒီထောင်မှာအမျိုးသမီးအကျဉ်းသားတွေအ धिक ထားရှိခဲ့ပြီးသူတို့တွေကအများစုဟာမူရစ်ဆေးဝါးနဲ့ပတ်သက်တဲ့ပြမှုတွေကြောင့်ဖမ်းဆီးခံရသူတွေဖြစ်ပါတယ်။ထိုင်းမြောက်ပိုင်းကတောင်နှံအုပ်စုတွေကလူမျိုးစုတွေလည်းဒီထောင်ထဲမှာများစွာပါဝင်ခဲ့တယ်လို့သိရပါတယ်။2013ခုနှစ်မှာဒီအကျဉ်းထောင်ကိုပိတ်သိမ်းခဲ့ပြီးအကျဉ်းသားတွေကိုမြို့ပြင်ကအခြားထောင်တွေစီပြောင်းရွှေ့ခဲ့ပါတယ်။ဒါပေမဲ့ဒီနေရာရဲ့အတိတ်ကအမှောင်ဇလန်းတွေကဒီနေရာမှာကြံ့ရင့်နေတယ်လို့ဒေသခံတွေကယုံကြည်ကြပါတယ်။နှစ်ထူးဆန်းတဲ့ဖြစ်ရပ်များ Haunted Stories ဒီအချင်းထောင်ဟောင်းကိုပိတ်သိမ်းပြီးနောက်ဒေသခံတွေနဲ့ခီးသွွားတချို့ကဒီနေရာမှာထူဆန်းတဲ့ဖြစ်ရပ်တွေတွေ့တယ်လို့ပြောကြပါဗျ။ထူဆန်းတဲ့အတန်တွေဒေသခံတချို့ကညဘက်အချိန်ဒီအချင်းထောင်ဟောင်းတွေကမိုးတန်တွေအော်တန်တွေဒါမှမဟုတ်ခြေတန်တွေကြားတယ်လို့ပြောကြပါဗျ။တချို့ကတော့တန်ကျိုးတွေဆွဲတန်လိုမျိုးအတန်တွေကြားဘူးတယ်လို့ဆိုပါတယ်။ဒါဟာအတိတ်ကအချင်းသားတွေရဲ့ဝိညာဉ်တွေကြံ့ရင်နေတာလားလို့ယူဆကြပါဗျ။လူရိပ်တွေ့ခြင်းလူသူကင်းမဲ့တဲ့ဒီထောင်ဟောင်းထဲမှာအထူးသဖြင့်ညဘက်ဆိုရင် လူရိတ်တွေမြင်တယ်လို့ပြောကြသူတွေရှိပါတယ်တချို့ကအမျိုးသမီးတယောက်ရဲ့ရိတ်ကိုမြင်ခဲ့ပြီးသူမဟာရုတ်တရက်ပျောက်သွားတယ်လို့ဆိုပါတယ်ဒါဟာဒီထောင်ထဲမှာတည်ဆုံသွားတဲ့အကျဉ်သူတဦးရဲ့ဝိညာဉ်ဖြစ်နိုင်တယ်လို့ယူဆကြပါတယ်ထိတ်လန့်စရာခံစားချက်ဒီနေရာကိုလာလေတဲ့ခီးသွားတချို့ကထောင်ထဲဝင်တဲ့အခါထူးဆန်းတဲ့အေးစိမ့်မှုဒါမှမဟုတ်တစုံတယောက်စောင့်ကြည့်နေတယ်လို့ခံစားရတယ်လို့ပြောကြပါတယ်တချို့ကတော့ဓပုံရိုက်တဲ့အခါထူးဆန်းတဲ့အရေးတွေဒါမှမဟုတ်အလင်းရောင်တွေပေါ်လာတယ်လို့ဆိုပါတယ်ယနေ့အချိန်ဒီ current state 2013မှာပိတ်သိမ်းပြီးနောက်ဒီအချင်းထောင်ဟောင်းကိုစီးပွားရေးနေရာတစ်ခု commercial square အဖြစ်ပြောင်းလဲဖို့အစီအစဉ်ရှိခဲ့ပေမဲ့အဲ့ဒီအစီအစဉ်ဟာရပ်တန့်သွားခဲ့ပါတယ်အခုဆိုရင်ဒီနေရာဟာစွန့်ပစ်အဆောက်အုံတစ်ခုအဖြစ်ရပ်တည်နေပြီးအုံနေရံတွေကျိုးပဲ့နေတဲ့အဆောက်အုံတွေနဲ့ပေါင်းပင်တွေဖုံးလွှမ်းနေတဲ့မြင်ကွင်းကိုတွေ့ရပါတယ်။ဒါပေမဲ့ဒီနေရာရဲ့ထူးခြားမှုကြောင့်ခီးတော်တချို့ဒီနေရာကိုလာရောက်စူးစမ်းလေ့ရှိပါတယ်။ ဒါအပြင်ဒီအချင်းထောင်ရဲ့အနီးအနားမှာ Chain Mae Women's Correctional Institute Restaurant ဆိုတဲ့စားတောက်ဆိုင်တစ်ခုရှိခဲ့ပူပြီးအဲ့ဒီမှာအချင်းသူတွေကိုလေ့ကျင့်ပေးတဲ့အစီအစဉ်တစ်ခုလုပ်ဆောင်ခဲ့ပါတယ်ဒီလိုမျိုးထူးခြားတဲ့အချက်တွေကလည်းဒီနေရာရဲ့တမိုင်းကိုပိုပြီးစိတ်ဝင်စားဖွယ်ဖြစ်စေပါတယ်ချင်းမိုက်အချင်းထောင်ဟောင်းဟာတမိုင်းတစ်ခုလည်းမဟုတ်ပါဘူးဒါဟာအတိတ်ကဝိညာဉ်တွေကြံ့ရင့်နေတဲ့နေရာတစ်ခုလည်းဖြစ်နိုင်ပါတယ်ဒီနေရာရဲ့လှုပ်ဝှက်ချက်တွေကိုသိချင်ရင် ဒီဗီဒီယိုကို like လုပ် subscribe လုပ်ပြီးတင်းရဲ့ထင်မြင်ချက်တွေကို comment မှာပြောပြပေးပါဒီနေရာကိုကိုရိုင်းလဲလာလဲကြည့်ဖို့မမေ့နဲ့နော်ဒါပေမဲ့ညဘက်ဆိုရင်တော့တတိရှိမှလာနိုင်မယ်နော်